ကလေးမွေးပြီးမှလက်ထပ်ခဲ့တယ်ဆိုတဲ့သတင်းကအမှန်ဖြစ်ပြီးတမီးလေးထိတ်ထားမိမတီရဲ့ပုံရိပ်တွေနဲ့တူတူထပ်ပေါ်လာခဲ့တဲ့ MRTV4 တရုတ်ဆောင်မုံမင်္ဂလာပါပရိသတ်ကြီးရှင် MRTV4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာတစားတစားနာမည်ကြီးလာခဲ့တဲ့တရုတ်ဆောင်မုံကတော့ပြီးခဲ့တဲ့ရပ်ပိုင်းအတွင်းတုန်းကပရိသတ်တွေကိုအကျိုးတင်အသိပေးထားခြင်းမရှိဘဲရပ်ပိုင်းအတွင်းမင်္ဂလာပွဲဆီစဉ်ခဲ့ကခင်မရတဲ့မိတ်ဆွေအနေငယ်နဲ့သာမင်္ဂလာဧကန်ပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ် တရုတ်ဆောင်မုံရဲ့မင်္ဂလာအခမ်းပွဲကိုတော့အနုပညာရှင်တွေကတရုတ်ဆောင်ရှမ်းအောင်တရုတ်ဆောင်မေတန်းနူးတို့လိုအနုပညာရှင်တချို့သာတက်ရောက်ခဲ့ပြီးအမတရီဖော်ကတရုတ်ဆောင်တော်တော်များများလည်းတွားရောက်နိုင်ခြင်းမရှိတာကိုတွေ့ရပါတယ်။တရုတ်ဆောင်မုံရဲ့ခင်မုံဖြစ်သူကနေပြည်တော်ကအရာရှိတယောက်ဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီးအဆိုပါအရာရှိဟာပထမအိမ်တော်ရှိခဲ့ဘူးတယ်လို့လည်းသတင်းတွေမှာဖော်ပြရေးသားနေကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်ဆောင်မုံရဲ့မိတ်ကက်ဆရာမမပြိုင်းကအပြင်မှာထွက်နေတဲ့သတင်းတွေကကောလာဟာလာတွေသာဖြစ်ပြီးတရုတ်ဆောင်မုံကလူပြိုလူလွတ်တယောက်နဲ့သာလက်ထပ်ခဲ့တာဖြစ်တယ်လို့ဖြေရှင်းလာခဲ့တာလည်းဖြစ်ပါတယ်တေယောဆာမုံဟာခင်မုံဖြစ်သူနဲ့လက်ထပ်ပြီးနှစ်ရက်အကြာမှာတော့လက်မထက်ခင်နှစ်လအလိုမှမွေးခဲ့တဲ့သမီးလေးရဲ့ဓာတ်ပုံတွေနဲ့တကွာလူမှုကွန်ရက်ပေါ်မှာထပ်မံပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။တေယောဆာမုံအကြောင်းကို အနီးကပ်သိရှိသူတယောက်ကလည်းဟုတ်ပါတယ်မုံကသမီးလေးကိုလက်မထက်ခင်နှစ်လအလိုကလေးကမွေးခဲ့တာပါ။ ။ကလေးဖေကလည်းအခုလက်ရှိလက်ထက်တဲ့အမျိုးသားပါပဲ။အဲဒါကြောင့်သူ့ရဲ့အမှုပညာလှူရှားမှုတွေတစ်နှစ်လောက်ပျောက်သွားခဲ့တာပါ။ဒါမျိုးကမင်းသမီးတယောက်အနေနဲ့နင့်နာတယ်ဆိုပေမဲ့တရားဝင်လက်ထက်ယူသွားလို့တော်သေးတယ်ဟုဆိုကပြောပြထားတာလည်းဖြစ်ပါတယ်။တေယောဆောင်မုံရဲ့တမီလေးထိတ်ထားမိမတီဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာရက်တရားပြေးသွားခဲ့တာဖြစ်ပြီးရက်တရားပြေးပွဲလေးကိုလည်းအချင်းချင်းသာကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။